ကျမ်းမာပျော်ရွှင်တဲ့ဝါလုံးလေးဒီဆောင်လေးရဲ့နာမည်ကတော့ကျမ်းမာပျော်ရွှင်တဲ့ဝါလုံးလေးတဲ့ဆောင်ရဲ့မျက်နှာပုံပုံမှာတော့မေမေဝါလုံးရသတ္တဝါလုံးလေးကိုကျင်ကျင်နာနာပွေဖက်ပြီးပုံမြင်ဆောင်လေးကိုဖက်ပြနေဟဲ့ကွမေမေဝါလုံးရအပြာရောင်သတ္တဝါလုံးလေးကတော့လိမ်မော်ရောင်ပေါ့အေးသူတို့သားမီးရဲ့နောက်မှာတော့ကျဲကလေးတွေလာချမ်းလေးတွေ ညက်ကလေးတွေအပြင်မြစ်တာရဲ့သင်္ကေတအသေးပုံလေးတွေအများကြီးပဲလေညနေဖုန်းရဲ့ကြောကတ်ဆာမျက်နှာမှာတော့ပြုံးရင်းနေတဲ့လိမ္မော်ယာမော်လုံးလေးရဲ့ပုံကိုဆွဲထားရင်ဆာမျက်နှာတင်အပြာရောင်သူနာပြုတ်ဆရာမလေးကဘာလုံးလေးကိုနှွေးထွေးရဲ့လက်တစုံနဲ့လှမ်းရင်းကြုံစုံနေရဲ့လေဘာလုံးလေးရောဆရာမလေးရောမျက်နှာမှာအပြုံးကိုစီနေပေါ့ ကျမ်းမာပျော်ရွှင်တဲ့ဝါလုံးလေးဖြစ်ဖို့အပြုံးနဲ့တူဆမ်းမနနီဝါလုံးလေးဟာပုံချိန်ဆက်ပေါ်တက်ပြီးပုံချိန်နေပြီလေသူ့ရဲ့ဘေးမှာလေအရက်တိုင်းမို့ပေးရန်လေးဟာအစင်းနဲ့ပဲပေါ့ကျမ်းမာပျော်ရွှင်တဲ့ဝါလုံးလေးဖြစ်ဖို့ကိုယ်အလေးချိန်ချင်းအရက်တိုင်းဆမ်းမနတော့ လေးတို့အားလုံးကျန်းမာပျော်ရွှင်စေဖို့ကလေးတို့ရဲ့ကျန်းမာရေးကိုပုံမှန်စစ်ဆေးဖို့လိုတယ်ဆိုတာသိရနော်ဒါကြောင့်မို့ဝါလုံးလေးကလည်းသူ့ရဲ့ကျန်းမာရေးကိုစစ်ဆေးဖို့ဆရာဝန်ကြီးကနှစ်ချက်နဲ့ထောက်ပြီးစမ်းသပ်နေရလေဝါလုံးလေးကလည်းကလထိုင်ပေါ်မှာထိုင်ပြီးပြုံးပြုံးလေးနဲ့စမ်းသပ်ခံနေရပေါ့ကျန်းမာပျော်ရွှင်တဲ့ဝါလုံးလေးဖြစ်ဖို့ပုံမှန်စစ်ဆေးကျန်းမာရေး စာမျက်နှာလေးနောက်ပြီးတော့ကလေးတို့အားလုံးကျမ်းမာပျော်ရွှင်ဖို့ကာကွယ်ဆေးတွေကိုလည်းအချိန်မှန်ထိုးရမယ်နော်ကလေးတို့ရောကာကွယ်ဆေးတွေပုံမှန်ထိုးကြရဲ့လားဘာလုံးလေးရတော့ကာကွယ်ဆေးထိုးနေပြီကွဆေးထိုးရခြင်းနဲ့ထိုးတာဆိုတော့ဘာလုံးလေးနည်းနည်းတော့ကြောက်တယ်ထင်တယ်ပါစက်ကလေးဟာလို့ကျမ်းမာပျော်ရွှင်တဲ့ဝါလုံးလေးဖြစ်ဖို့ကာကွယ်စီ ဆံမျက်နှာငါဘောလုံးလေးကတော့တကိုရီတန်ရှင်ရဲ့အတွက်ရေချိုးကန်းထဲမှာရေဝေချိုးနေပြီ။ဘောလုံးလေးကတိတ်လိမ်မာတာပဲနော်။ကျမ်းမပျော်ရွှင်တဲ့ဘောလုံးလေးဖြစ်ဖို့တကိုရီတန်ရှင်ရေဆာမင်းနာချောနောက်ထပ်တစ်ခုကတော့ဘောလုံးလေးအတွက်အနီးရကင်းစီဖို့အရေးကြီးတဲ့ပစ္စည်းတွေကို ဘွာလုံးလေးမမိနိုင်တဲ့အမြင့်တနေရာမှာထားထားရလေအဲ့ဒါတွေကတော့ပိုးသက်ဆေးတို့ခြင်ဆေးကွေတို့အရက်ပြန်တို့လိုအရာတွေပေါ့ဘွာလုံးလေးရဲ့ရှေ့မှာတော့စားစရာတကြားလုံးတွေပဲရှိရဲ့ကွကျမပျော်ရွှင်တဲ့ဝါလုံးလေးဖြစ်ဖို့ဘေးကင်းစီဆမင်နာခုနေဒီတစ်ခါမှတော့ဝါလုံးလေးကပါးစပ်ကိုဟပြီး အစားအစာတွေကိုအားရပါးရစားနေပြီလေသူစားနေရတွေကတော့ငပြောသည်ကြက်ဥငါမုံလောင်းနေပန်းပွင့်စိန်ပြောင်မူစတော်ဘယ်ရီနဲ့ပန်းသီးတွေပေါ့အင်းနောနောပူပူလေးလဲပါသေးရဲ့နော်ကျမ်းမာပျော်ရွှင်တဲ့ဝါလုံးလေးဖြစ်ဖို့ပဲနို့အတိအသာပါအောင်စားဆမင်နာရှိ ကဲစမ်းမပျော်ရွှင်ဖို့နောက်ထပ်ဘာတွေလုပ်ရမလဲဘောလုံးလေးကတော့ပျော်ပျော်ရွှင်ရွှင်နဲ့ဘောလုံးကစားနေပြီလေစမ်းမပျော်ရွှင်တဲ့ဝါလုံးလေးဖြစ်ဖို့ကိုလက်လှောက်ရှာအားကစားစာမျက်နှာကိုဒီတစ်ခါမှာတော့ဝါလုံးလေးကသူ့တငယ်ချင်းဝါလုံးလေးတစ်ယောက်နဲ့တချင်းတွေအားရပါရစုံနေကြတယ်ဝါလုံးလေးကတော့မိုက်ခရိုဖုန်းနဲ့ကပ်ပြီး တချင်းကိုအော်ဆိုနေတာမျက်လုံးတွေတော့မှိတ်လို့ကျမ်းမာပျော်ရွှင်တဲ့ဝါလုံးလေးဖြစ်ဖို့တချင်းအတူတူဆိုဆာမျက်နှာတစ်စိနောက်ဆုံးပုံကတော့မျက်နှာဖုံးဝပုံလေးပါပဲမိမိဝါလုံးကတသားဝါလုံးလေးကိုပွေဖက်ပြီးပုံမြင်ဆောက်လေးကိုဖက်ပြနေရလိသူတို့ရဲ့နောက်မှာတော့ကျယ်လေးတွေ လာကျန်းလေးတွေနဲ့ငှက်ကလေးတွေအပြင်မြစ်တာရဲ့သင်္ကေတအသေးပုံလေးတွေလည်းအများကြီးပဲမမေရဲ့ရင်ဝင်ထဲမှာစိန်ကြကြနဲ့ပုံမြင်နားထောင်နေတဲ့ဝါလုံးလေးလည်းခဏနေအိတ်တော့မယ်ထင်တယ်နော်ကဲသားတို့သမီးတို့လည်းဝါလုံးလေးလိုကျမ်းမအောင်နိတကူရဲ့တန်ရှင်းကိုပုံမှန်လို့အာဟာရပြေဝအောင်စာအကစားလုပ်ပြီးတချွန်းတွေကိုလည်းပျော်ပျော်ကြီးတည်ဆူကြမယ်ဆိုရင် ဝါလုံးလေးလိုစမ်းမပျော်ရွှင်ကြမှာအမှန်ပါပဲကွယ်စမ်းမပျော်ရွှင်တဲ့ဝါလုံးလေးဖြစ်ဖို့မေမေပုံပြောပြ